အားလုံးမင်္ဂလာပါဒီတစ်ပတ်အတွက်အေးချစ်ထားတဲ့ခေါင်းစဉ်လေးကလည်းအာရှိမဖတ်ပြခဲ့ပူတဲ့ one heart two heart ဆိုတဲ့စောက်ထဲရပဲဖြစ်ပါတယ်ဆိုတော့အဲ့ထဲမှာဆိုရင်ခေါင်းစဉ်လေးတစ်ခုကဘာလဲဆိုတော့အချင်းနဲ့ပတ်သက်လာရင်တွေ့ရတဲ့လူသုံးမျိုးဆိုပြီးမှတွေ့ရှိထားရပါတော့ဆိုတော့ဒါဆိုရင်အချစ်ဆိုတာကလူတိုင်းနဲ့မလွတ်ကင်းနိုင်ဘူးပေါ့နော်ဆိုတော့ဆိုရင်အဲ့ဒီအချစ်နဲ့ပတ်သက်လာရင်ရောဘယ်လိုလူမျိုးတွေ ်အဲရှိနိုင်မလဲပေါ့နော်ဆိုတော့ဒါလေးကိုနှာထောင်ကြည့်ကြအောင်ပါ relationship နဲ့ပတ်သက်လာတဲ့အခါလူတိုင်းလူတိုင်းရဲ့ဘဝမှာဒီလိုလူသုံးမျိုးနဲ့ဆုံရတဲ့ပထမဆုံးတစ်မျိုးကတော့ energy vampire တွေပါတနည်းအားဖြင့်ကျွန်တော်တို့ကိုဘယ်တော့မှမချစ်ခဲ့တဲ့လူမျိုးတွေသူကြီးခြုံတဲ့ဝံပလီလူလူစားမျိုးတွေကိုအချစ်ကိုရဖို့ကိုစီကယုံကြည်မှုကိုရဖို့ဆက်ဆက်ချင်းမှာချစ်ဟန်ဆောင်ကြလိမ့်မယ် ါပေမဲ့ကျွန်တော်တို့ကိုတကယ်မချစ်ဘူးကျွန်တော်တို့စီက အဖိုးတန်တဲ့အရာသူတို့သိလို့ကျင်တဲ့အရာဘယ်သူမှမသိတဲ့လူဝတ်ချက်ကိုရသွားတဲ့တနေ့ကျွန်တော်တို့ကိုစွပ်ပြစ်ချင်ရပြီးအဝေးဆုံးကိုထွက်သွားကြတာပဲအစိုးဆုံးတစ်ခုကတော့ကိုစီက ဆုပ်ယူထားတဲ့ကိုအာနေချက်ကိုလှုပ်ဝက်ချက်ကိုအ ဘဝရဲ့အမှောင်ချမ်းဓာတ်ဆိုင်တွေကို ပြန်အသုံးချပြီးနောက်ကျောကိုဓာတ်နဲ့ပြန်ထိုးချမဲ့လူတွေအောက်ဖဲလံမဲ့လူတွေဒါကြောင့်နောက်ကျောကို ထိုးမဲ့ဓာတ်ဆိုတာဘယ်တော့မှအဝေးဆုံးကနေမလာဘူးနီးနီးလေးကနေလာတတ်တာဒီလိုလူတွေကကိုယ့်ဘဝကိုမတည်ရုံတမဲ့ရိုက်ချိုးပြဖို့ကိုယ့် energy တွေကိုစုပ်ယူဖို့နာကျင်အောင် လုပ်ဖို့အတွက်နေပဲကျွန်တော်တို့ဘဝတွေကိုဆိုက်ဆိုင်မြတ်မြတ်ဝင်လာတတ်ကြတယ် ဒုတိယတစ်မျိုးကတော့ဆူလိုလာပါတဲ့ဒီလိုလူတွေကတော့ကျွန်တော်တို့ ਨੇ အတူတူရှိနေတဲ့အချိန်တိုင်းမှာကျွန်တော်တို့ကိုချစ်ပေးကြတဲ့လူတွေပဲဖြစ်တယ်။သူတို့အချစ်တွေနဲ့ပျော်ရွှင်ကောင်းပျော်ရွှင်ရလိမ့်မယ်။သူတို့လက်ကိုတွဲပြီးပြည့်တနာမန္တမများကိုအတူတကွဖြည့်ရှင်းပူလိမ့်မယ်။ရပြည့်ရတဲ့အချိန်တွေ ရှိခဲ့ရင်တော့စိတ်ဆိုးနေတဲ့ကျွန်တော်တို့ကိုပြန်ပြုံးအောင် လုပ်ပေးပါလိမ့်မယ်။ ူတို့အချစ်တွေနဲ့နှွေးထူပူလိုက်မယ်အိမ်မက်တွေအတူတူမက်ခဲ့ဘူးယုံသားမကပင်လေပင်ကိုယ်တော်ကြော်ဖြတ်ကြမဲ့တတိတွေနဲ့မျက်ဝန်းတစ်စုံဟာအယောင်တောက်ဖူးကြလိုက်မယ် ။ဒါပေမဲ့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲပစ်ဆဲကြတဲ့အခါတိုင်းမှာလည်းအရင်လိုပဲတယောက်ထဲကျန်နေခဲ့ပြန်တယ်။ဒါမျိုးကကျွန်တော်တို့ဘက်ကနေလွတ်ချလိုက်တာလည်းဖြစ်သလိုကျွန်တော်တို့ကိုလွတ်ချခဲ့တာလည်းဖြစ်ခြင်းဖြစ်မယ်။ကံကောင်းတာတစ်ခုကကျွန်တော်တို့ကိုချစ်ပေးတာတစ်ခုတည်းအတွက်ပဲကျွန်တော်တို့ဘဝတွေကိုဝင်လာကြတာများတယ်။ကိုကိုပိုင်ဆိုင်ခြင်းနဲ့စိတ်မျိုးသူတို့မှမရှိသလိုကိုကိုနာကျင်စိတ်မျိုးတွေလည်း ူတို့စီမှာမရှိဘူးအကောင်းဆုံးချစ်ပေးခဲ့ကြသလိုအကောင်းဆုံးလမ်းခွဲနိုင်ခဲ့တဲ့လူတွေပေါ့နောက်ဆုံးတစ်ခုက empathy ဆိုပဲဒီလိုလူစားမျိုးကကျွန်တော်တို့ဘဝရဲ့အမှောင်ဆုံးအချိန်တွေမှာကျွန်တော်တို့အနာကိုရောက်လာတတ်တဲ့လူတွေပါအတိတ်ကခုအမားတွေအမဲဆက်တွေလမ်းပြောက်ခဲ့တာတွေကိုသူတို့မြစ်တာတွေနဲ့ဖုံးအုပ်လိုက်ပြီးခုဘဝကို ပြန်လဲရှင်သန်ဖို့အတွက်ခွန်အားတွေထုတ်သုံးမဲ့လူစားမျိုး ဘာကြောင့်ဒီလိုတရားတွေရခဲ့တယ်လဲဆိုတော့မေခွန်းထက်တယောက်ထဲနာကျင်နေမှာပဲဆိုတော့ဂိယုဏမြေဝန်းတွေနဲ့ထက်တူထက်မြခန်းစားပေးနိုင်တဲ့လူစားမျိုးမျက်ရည်တွေကြာမိတဲ့အချိန်တိုင်းမှာ အပြေးလာတုတ်ဝေးမဲ့လူလဲဖြစ်တယ်လို့ကိုဘွားရဲ့အဆိုးဆုံးဇလံတွေကိုတော့အတန်တိတ်နားထောင်ပေးမဲ့လူမျိုးတွေ ဒီလူနာမှာနေခွင့်ရတယ်ဆိုရင် comfortable ဖြစ်စေသူတို့အချစ်တွေနဲ့ကျွန်တော်တို့ဘဝကိုလွတ်လပ်စေတယ်ချုံနှောင်ခြင်းအတိကင်းစေတယ်သူတို့အချစ်တွေနဲ့ကျွန်တော်တို့ကိုဟိုလှစေတယ်အသက်အရွယ်ရလာတဲ့အခါဒီလူသုံးမျိုးနဲ့တွေ့ကို တွေ့ကြရမှာပဲတချို့ကခက်ဆော့ဆော့တွေ့ခြင်းတွေ့မယ်တချို့ကနောက်ကျမှပဲတွေ့ခြင်းတွေ့မယ်တချို့က empathy ထက်တူထက်မြတ်ခံစားနိုင်မယ်လူမျိုးနဲ့တွေ့ပြီးမှာ energy ပတ်ဖန်းရကို တွေ့ရတဲ့တချို့ကြပြန်တော့ဆိုလိုလာဘာတွေနဲ့စုံပြီးတော့မှနောက်ဆုံး empathy နဲ့တွေ့တာမျိုးလည်းရှိမယ်။ကိုကိုတိုင်းကလည်းသူများဘဝထဲမှာ energy ပတ်ဖန်းရဆိုလိုလာဘာ empathy တွေဖြစ်ခဲ့တာမျိုးတွေရှိခြင်းရှိမယ်ပေါ့။ပထမတစ်မျိုးဖြစ်တဲ့ energy ပတ်ဖန်းရတွေကို delay လို့လည်းသတ်မှတ်တယ်။သူတို့ကကျွန်တော်တို့ကိုတပ်ပစ်ဖို့နင်းချေဖို့ သူတို့လိုချင်တာယူဖို့ကျွန်တော်တို့ကြာရှုံဖို့တခုတည်းအတွက်ပဲခုအနာကိုချင်းကပ်လာတဲ့သူတွေဖြစ်တဲ့နောက်ဆိုလိုလဘကိုကြတော့လက်စင်းဆိုပြီးသတ်မှတ်တယ်သူတို့ကချစ်ချင်းမြတ်တာတွေအကြောင်းတဘောရာချင်းမြတ်မှုတွေအကြောင်းကိုသင်ပေးုံသားမှကဘလို့ချစ်ရမလဲဆိုတာကိုပါလမ်းနီးလုတ်ပေးနိုင်တဲ့လူတွေပါနောက်ဆုံးတစ်မျိုးဖြစ်တဲ့ empathy လူမျိုးတွေကတော့ blessing သမားတွေပေါ့စိတ်ပျော်ရွှင်မှုလုံခြုံနှွေးထင်းမှု အကျဉ်းနာအယူရစတဲ့ကောင်းချင်းမင်္ဂလာတွေကိုမှယူလာပေးတဲ့လူတွေဥညီထုတ်တဲ့ချင်းတွေကလို့တို့ရေစာစင်ရေချိုးတွေယူလာပေးသူဆိုတာမျိုးပေါ့ကျွန်တော်တို့ခဏခဏပြောနေတဲ့ right person ဆိုတာ empathy level ရောက်မှဖြစ်တာเนาะမရောက်သေးဘူးဆိုရင်တော့ဆွလွလပါပဲအဲ့ဒီလိုမှမဟုတ်သေးရင်လည်းအဲ့ဒါ energy ဖက်ဖန်ရပဲလူစုံတယောက်ရဲ့ဘဝထဲမှာ energy ဖက်ဖန်ရမဖြစ်ခဲ့တာတစ်ခုနဲ့တည်း ကိုဘဝတစ်လျှောက်လုံးကိုလိပ်ပြာလုံးစီမယုံမရှိနဲ့ဒီဇင်ဘာ20 2023ကရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်ဆိုတော့ဒါကတော့သူကအာချစ်သူ relationship အနေနဲ့ပြောခဲ့တာဖြစ်တယ်ပေါ့နော်ဆိုအချင်းနဲ့ပတ်သက်လာရင်ဆိုပြီးမှအချင်းနဲ့ပတ်သက်လာရင်လူတိုင်းရှုံးကြတာပဲဆိုသလိုမျိုးပေါ့နော်ဒါကတော့ဟိုကိုလက်ခံတဲ့ပုံမူဒီမှပြောင်းလဲသွားနိုင်တယ်ပေါ့နော် ဆိုဒီပုံမှန်အဖြစ်တော့ဒီလူတော်မျိုးဟာကိုယ့်ရဲ့လူမှုပုံဝင်ချင်းမှာတွေ့လာရတတ်တယ်ပေါ့နော်ဒါချစ်သူရည်စားမှလည်းမဟုတ်ဘူးတကယ်ချင်းပေါင်းတင်တဲ့ကနေလဲဒီလူမျိုးတွေရှိတတ်တယ်ပေါ့နော်ဟိုကိုကိုအနာကိုရောက်လာတယ်တကယ်ချင်းဖြစ်တယ်ဒါပေမဲ့ကိုစီရပဲဆုပ်ယူသွားတဲ့သူမျိုးပေါ့နော်ကိုကပဲသူ့ကိုအာရင်ပေးနေရတော့သူ့အတွက်ကတော့ကိုကအဲတခြားဆိုလိုလာပါလိုမျိုးပေါ့နော်ဆိုလိုလာပါလိုမျိုး ပြီးတော့ empathy လိုမျိုးဖြစ်ခြင်းဖြစ်မယ်ဒါပေမဲ့ကို့အနေနဲ့ကျတော့ तू ဟာကို့ကို energy ဘတ်ဖန်ရဖြစ်စေပေါ့နော်အဲဆိုတော့သူ့အတွက်ကောင်းလို့ကို့စီရောက်လာတာဆိုတော့အဲတခါကြတော့လေကို့ကိုလည်းပြန်ကြည့်ရတဲ့အချိန်ကြီးရှိရပေါ့နော်ဆိုတော့ဒါကကို့ကို့အတွက်အဲလောက်အစိုးရပဲပေါ့နော်ကို့ရဲ့ energy ကိုပဲစုပ်ယူထားတဲ့လူမျိုးဆိုရင်တော့ဒါက ရှောင်ရမယ်ပေါ့နော်ရှောင်ရမယ်ဆိုတော့ဘာလို့ရှောင်ရမလဲဆိုတော့ကိုရီကလည်းရှေ့ဆက်ဖို့လိုနေသေးရလေကို့အတွက်လည်းအာရင်ဖြည့်ဆည်းဖို့လိုနေသေးရဖြစ်တဲ့ကြောင်းအော်ဒီလိုမျိုးတက်တက်လုံးကြီးနေသွားလို့ကတော့အဆင်မပြေဘူးပေါ့နော်ဆိုတော့ကို့အတွက်ကိုလည်းအာ energy ဖြစ်စေတဲ့လူမျိုးတွေပေါ့ဟိုရှာဖွေရအောင်မယ်ပေါ့နော်ဆိုတော့ဒါကတော့အော်တငင်ချင်းပေါက်တဲ့ရှင်ပြီးတော့ပြပြတာဖြစ်ပါတယ်ဆိုတော့ relationship တွေမှာလည်းဒီလိုလူမျိုးတွေဖြစ်လာနိုင်နေပေါ့နော် ဆိုတော့ဒါဆိုရင်ဒီခေါင်းစဉ်ကလေးမှာဆိုရင်ဒီ၃မျိုးဆိုပေမဲ့ကိုကရောဘယ်လိုပုံစံမျိုးတွေမှာပါသွားလဲပေါ့နော်အာတခြားသူစီကအာရင်ရနေလို့ကိုကသွားပြီးတော့မှချင်းကတ်ခဲတာလားကိုကချစ်ပေးခြင်းလို့ပဲဆိုလိုလာပါဖြစ်နေရလားဒါမှမဟုတ်အမ်ပါတီပေါ့နော်ဒီ empathy ဖြစ်ဖို့ကတော့တော်တော်ခင်းရင်းမယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ကိုကကြီးပဲဖြစ်ဖြစ်စည်းပေးတဲ့ပုံစံမျိုးပေါ့နော်အဲဒါကတော့ ဟိုကောင်းမွန်တဲ့အရာဆိုရင်မဲ့လေအဲ့ဒီလူမာရောဟိုအားနေသွားတဲ့အချိန်မရှိတော့ဘူးလားလို့တော့မေးလို့ရတယ်ပေါ့နော်ဆိုလူတိုင်းလူတိုင်းမှာတချို့အချောင်ရလေးတွေမှာအားနေချက်ဖြစ်အဲရှိကောင်းရှိနေနိုင်တယ်ပေါ့နော်တော့ကို့အတွက်ကတော့သူက empathy ဖြစ်ပေမဲ့လေအဲကိုကရောသူ့အတွက် empathy ဖြစ်ပြီးနိုင်ရလားဆိုတာမျိုးပေါ့နော်အာ relationship ဆိုကြတဲ့ကလူတစ်ယောက်တည်းဖြစ်တဲ့အကိစ္စမျိုးမဟုတ်တာ ဖြစ်တဲ့အတွက်အာနှစ်ယောက် တော့မို့အဲ community လူအတိုင်းဝိုင်းနဲ့ဆိုရင်လည်း၃ယောက်၄ယောက်ပေါ့ဆိုတော့ဟိုကိုကိုပြန်ဆန်းစစ်ရမယ်ပေါ့နော်ကိုကရောဘလို့လူမျိုးအစားတွေမှာပါနေလဲပေါ့နော်ကိုချစ်ပေးတဲ့အချစ်ကရောဘလို့မျိုးလဲကိုလက်ခံရရှိထားတဲ့အချစ်ကရောဘလို့မျိုးလဲဆိုပြီးမှဒါကတော့ကိုကိုပြန်သုံးသပ်နိုင်ပါတယ်ပေါ့နော်ဆိုတော့အလုံးကိုကျေးဇူးတင်ပါတယ်အာအလုံးပဲကိုကချစ်ပြီးကိုကိုချစ်ပြီးတော့ကောင်းမွန်တဲ့ energy တွေ အချင်းချင်းဖြစ်စေတဲ့လူမျိုးတွေနဲ့ပဲတွေ့နိုင်ကြပါစေ။နောက်ထပ်ခေါင်းစဉ်တွေတခုမှပြန်လဲဆုံတွေ့ကြပါမယ်။